မိဘမဲညီကိုခါရုံးကားပေါ့ကွယ်လဲလှုပ်ချင်းဖြစ်အသက်မူရောင်းကြောင်းပြုတယ်လဲသမားတယောက်ရှိခဲ့တယ်သူကလဲလှုပ်ယုံနာမကအောင်ချောက်ပြုတ်လှုပ်ချင်းဖြစ်ငွေရှာသူလဲဖြစ်ပါတယ်ထိုးလဲသမားမှာတော့တာနေအောင်ရှိပြီးအကြီးကောင်လေးကတော့73နှစ်ဖြစ်ပြီးအငယ်ကောင်လေးကတော့71နှစ်အရွယ်ပဲဖြစ်ပါတယ်ထိုလေသမားကတော့ဇနီးတိဆုံးပြီးတဲ့နောက်ပိုင်းမှာတာနေအောင်နဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့တာပေါ့ကွယ် လေသမားဟာအားတဲ့အချိန်မှာတော့ငါးထောင်ကျော်ရဲလုတ်ချင်းပြတပတ်တလန်ကဝင်ဝေးရအောင်ကြိုးပမ်းခဲ့တယ်လေသမားဟာတောထဲသို့ငါးထောင်ကျော်ပြုလုပ်ရန်သွားတိုင်းအကြီးကောင်လေးကိုအငဲခော့သွားလေးရှိပြီးတော့အငဲကောင်လေးကိုတော့အိမ်မှာအမြဲတမ်းထားခဲ့လေးရှိတယ်တနေ့ကျတော့အငဲကောင်လေးဟာသူ့အဖေဟာတပည့်ပင်များကိုအငဲခူးဆွတ်နေတာကိုတွေးမြင်ခဲ့တယ်အငဲကောင်လေးဟာငရွေလုံးနာကြောင့်သူ့အဖေငါးထောင်ကျော်ပြုလုပ်ပုံနဲ့ပတ်သက်၍အလွန်ကိုဆက်ဆုချင်နေမိခဲ့တာပေါ့ကွယ် သူဟာ9000ကျော်ပြုလုပ်ပုံကိုလည်းတခါမှမမြင်ဘူးတော့ကြောင့်ဖြစ်ပါတယ်။အဖေကျွန်တော်ကအိမ်မှာတယောက်ထင်အမြဲထားခဲ့တော့ကျွန်တော်အရန်ကိုကြောင်းနေပြီ။ဒီတခါတော်တဲ့တော့ရင်တော့အဖေနဲ့အတူလိုက်ခွင့်ပြုပါဖေ။အေးကောင်းပြီငါတော့နောင်နီကစားပြီးမင်းငါနဲ့အတူတော်တဲ့တော့အမြဲလိုက်ခဲ့တော့အိမ်မှာတယောက်ထင်နေရတော့မင်းလည်းအရန်ကြောင်းနေပြီထင်တယ်။တစ်တော်တဲ့တော့ရောက်တဲ့အခါမှာတော့သူတို့ရဲ့အဖေဟာ တပြည့်ပင်တွေရဲ့ခိုင်းများကိုခောက်ယူစုဆောင်ပြီးအရွက်များကိုစူးစမ်းပြီးတော့ခွဲထုတ်နေကြတာပေါ့ကွယ်ငါးထောင်ကျော်ပြုလုပ်ဖို့အတွက်တိရွက်ကမလို့အပ်ခဲ့ပါဘူးပြီးတော့သူတို့ရဲ့အဖေဟာဂိုင်းတွေကိုအဓိကပစ္စည်းများမှထားပြီးအသုံးပြုခဲ့တယ်အကြီးအောင်လေးဟာနေ့စဉ်နေ့တိုင်းအမြဲတမ်းသူ့ရဲ့အဖေနဲ့တောထဲသို့အမြဲလိုက်သွားလေးရှိပေမဲ့သူ့ရဲ့အဖေ၅ထောင်ကျော်ဘလို့ပြုလုပ်လဲဆိုတာကိုမသိခဲ့ပါဘူးအဲ့ဒါကိုလည်းသူအာယုံမဆိုင်ခဲ့ဘူးသူမြင်တာကတော့ငါတို့ရရှိချင်တာဖြစ်ပါတယ် အခြားတစ်ဘက်မှာတော့အငဲကောင်းလေးဟာသူ့ရဲ့အဖေ9000ကျောက်ပြုလုပ်ပုံနဲ့ငါးဖမ်းပုံကိုတေးချစွာလေးလာခဲ့တာပေါ့ကွယ်သူတို့ရဲ့အဖေဟာတပြည့်ပင်ကိုခုတ်ရန်ဓာတ်ကိုအသုံးပြုခဲ့ပြီးငါးကိုအပြည့်ဝရရှိတဲ့အခါမှာလဲဖြတ်တောက်နီးကိုတေးချစွာလေးလာခဲ့တယ်သူတို့ရဲ့အဖေ9000ပုံအစင်းစင်းကိုလေးလာပြီးထမင်းချက်နီးကိုပါတေးချစွာလေးလာခဲ့တာပေါ့ကွယ် တနေ့မှာတော့သူတို့ရဲ့ဖခင်ဟာတောထဲသို့ရောက်နေစဉ်မှာပဲလီကာစ်ခင်မှာမိကြီးကိုကြံခဲ့လီတော့တယ်။ငါကင်ဘိုးအတွက်မိယာရှိစီရန်ဝါချောက်များကိုခုံယူပြီးအနေတော်ပိုင်းစားနှစ်ခုကိုဖြတ်တောက်ခါပုတ်တိုက်ချင်းဖြင့်မိကိုအလွယ်တကူရရှိစေခဲ့တာပေါ့ကွယ်။နောက်ပိုင်းမှာတော့သူတို့ရဲ့အဖေဟာဖျားနာပြီးသူတို့ရဲ့ဘဝတဲကနေစောစောစီစီပဲထွက်ခွာသွားခဲ့တော့တယ်။အခုတော့သူတို့မှာမိဘနှစ်ပါးလုံးမရှိတော့ဘူးပေါ့။ အဖေအဖေမရှိတော့ဘလို့ကိုကျွန်တော်တို့ကအာကိုရမှာလဲအိုးအဖေကျွန်တော်တို့ဘဝရင်းကထွန်းသွားတာအရင်ကမြင်လို့နေဒီကလေးနှစ်ယောက်ဟာဖခင်ကြံခဲ့တဲ့ပစ္စည်းတွေနဲ့အတူနေခဲ့ရတော့တယ်မကြမီမှာအငဲကောင်လေးဟာအဲ့ဒီပစ္စည်းတွေကိုအသုံးပြုဖို့သူ့အကိုကိုပြောခဲ့တယ်အကိုအခုတော့အဖေဟာကွယ်လွန်သွားခဲ့ပြီကျွန်တော်တို့ဟာအပြေအဝကိုအကိုကိုရတော့မယ် ငါတို့မှအဖြစ်ဖြစ်စီတွေရှိပြီးလူငယ်တွေဖြစ်တဲ့အတွက်ငါတို့ဟာမိဘမဲမဟုတ်ဘူး။ဒါလို့လဲဆိုတော့အဖြစ်ဖြစ်စီတွေငါတို့မှရှိလို့ပဲ။ဒါဟာအဖြစ်ပဲ။ကဲခုနကကျွန်တော်တို့မှပတ်စံနေငယ်ပဲရှိတော့တယ်။ငါတို့ကမွေးဖွားလာတဲ့ကအခက်ခဲများစွာကိုရင်ဆိုင်ရမယ်ဆိုတာကြိုသိထားရမယ်။အကောကျွန်တော်တို့ဟာဒီတိုင်းမဲ့ငိုယူနေမယ်ဆိုရင်တော့ဘာမှထူးခြားလာမှာမဟုတ်တော့ဘူး။အကောဒီနေ့ချက်ဖို့အတွက်ပဲဆန္ဒရှိတော့တယ်။ မနှက်ဖြန်အတွက်စံတော့မရှိတော့ဘူးကျွန်တော်တို့ရဲ့နည်းစဉ်းစားတွေးခပြီးလိုက်ဖြတ်တဲ့အလုပ်တစ်ခုကိုလုပ်သိနေပြီအကိုမင်းကလီလုံးရန်ထွားတာပဲကွာအခြားသူတွေလိုစဉ်းစားတွေးခွန်နိုင်တယ်မယ်ငါတို့အရွယ်ကအရန်ကိုငရွယ်သေးတာကြောင့်ဘယ်အလုပ်ကိုကောင်းကောင်းလုပ်နိုင်ပါမလဲကုန်ပစ္စည်းများကိုတည်ယူခြင်းအထောက်ပိုးများကိုတည်ယူပို့ဆောင်ခြင်းထိုရလောက်များသည့်ငါတို့ရွယ်နဲ့မလုံးနိုင်ဘူး โอ้อโกง่แมติก็เลยโทลุ่มยาโกไม่ลงไหนล่ะโดบิ่มแม้แต่ละกองคลิ้งแม่ยาโกရှင်ตันจี้ทวายနိုင်အောင်ပြုလုပ်နိုင်ကြတယ်။ထုံကန့်ရဲ့ကလေးညာကလည်းမိဘရဲ့အဆန်ကျင်းဝင်းမှုကိုတင်ယူလေးလာခဲ့တယ်။အကူဟာဘာလို့ကျွန်တော်တို့မိဘရဲ့အလုပ်ကိုမစင်စားပဲအခြားလုပ်တွေကိုစင်စားနေရတာလဲ။အော်ညီလေးအဖေအလုပ်ဟုတ်လား။အဖေရဲ့အလုပ်က9000ကျော်ပြုလုပ်ခြင်း၊1000ကျော်အမျိုးမျိုးပြုလုပ်ခြင်း ထိုလုံးများနဲ့အတ္တမူဝံကြောင့်ပြုလုံးနိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအလုပ်ကိုငါတို့မလုံးနိုင်ဘူး။အဖေကအဲ့ဒီထောင်ချောက်တွေကိုပြုလုံးနိုင်ခဲ့ပေမဲ့ငါအဲ့ဒီထောင်ချောက်တွေကိုဘယ်လိုလုပ်ရလဲဆိုတာကိုမသိဘူး။ငါတို့ကိုဖမ်းပြီးငါတို့အတူတူချက်စားတာအရန်စားကောင်းတာကိုတော့ငါမှတ်မိတယ်။အဖေဘယ်လိုပစ္စည်းတွေကိုအသုံးပြုပြီးတော့ငါထောင်ချောက်ပြုလုပ်တယ်ဆိုတာကိုငါမမှတ်မိတော့ဘူး။ငါစဉ်းစားမိတလို့တော့ငါတို့တရောင်းစားလှုပ်ပြီးငါတို့အတွက်အတော်လေးလွယ်ကူမယ်ငါတို့ရဲ့မာနာကိုခဏတာရက်ဆိုင်ထားလိုက်မယ် ။အိုးအကိုဒရောင်းစားလောက်တာအရင်ကရှက်စရာကောင်းလေ။ဒရောင်းစားလောက်ပြီးကျွန်တော်တို့မိသားစုကတော့မှမတောင်းစားခဲ့ဘူး။ကျွန်တော်တို့ကိုကောင်းကောင်းပေးကမ်းစွန့်ကြတဲ့အခါမှာဂျာမန်တဆင့်ထိုးသူများဤပစ္စည်းများကိုလက်ခံပေးတဲ့သူတယောက်ရှိတယ်။ထိုးသူဟာလက်ပါပဲ။အဲ့ဒီလက်ကကျွန်တော်တို့မှရှိတာပဲ။အပေါ်စုအပြင်ခြေထောက်နဲ့ပါဇက်လည်းပါသေးတယ်လေ။ပါပြလို့အရင်လည်းကိုအတော်မပြရတာလေအခြားသူတွေကိုတောင်းမှရင်ကျွန်တော်တို့ရဲ့လက်ညာကရေကန်တွေတက်တောင်ပုံမှုအတော်ဝင်ပါတယ် ျွန်တော်ပြောတဲ့စကားကမာတိမန်ဒီကိုတရားစင်စားကြည့်ပါအောင်အကိုဟေးကောင်းပြီအဲ့တော့ဆိုရင်မင်းအဖေရဲ့အလုပ်ကိုမှတ်မိလားအော်အကိုမစိုးရင်မနဲ့ကျွန်တော်အားလုံးကိုမှတ်မိပါတယ်နောက်တစ်ခါတောင်းစားမယ့်အကြောင်းကိုမပြောပါနဲ့အကိုအနည်းဆုံးတော့အဖေရဲ့ဓာကြီးတစ်ချောင်းမှတော့မှရှိသေးတယ်ငါတို့အတွက်ဆွင့်ရင်ပူပန်ရမရှိပါဘူးဒီဘကောငါနောက်ဆိုလို့ရှိရင်တရားစင်စားဆုံးဖြတ်ပါမယ်။လိမ္မာပါနဲ့တော့ခလေးငယ်ဒီအမြင့်ွယ်များနဲ့တပြည့်ခတ်များကိုပေါင်းဆက်ပြီး 9000ယောက်ကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့တာပေါ့ကွယ်ထို့အချိန်မှစ၍ထိုကလေးငယ်နှစ်ဦးသည်သူ၏အဖေလုံတကယ်တို့ပင်ငားများဖန်ဆီးခြင်းဖြင့်အသက်မူဝံကြောင့်ပြုလေခဲ့တော့တယ်ငားများလည်းမကြာခဏများပြားစွာရရှိတယ်ကလေးနေပဲဆိုရင်တော့အခြားတော်ရတွေကိုမဖမ်းနိုင်ဘူး။နားတွေကိုငါတို့ညီကိုဖမ်းတာလဲကောင်းနေပြီ။ ဒီလိုဆိုရင်တော့ငါထင်အချမ်းသတ္တဝါတွေကိုဖမ်းနိုင်ဖို့စကြုံတစ်ခုတော့လုပ်သိနေပြီ။တမင်တော်ဝဆရတော်ရင်ဒိစနီကိုဖမ်းနိုင်နေဆိုရင်တော့ငါတို့အတွက်ကမဆိုးဘူး။အခုကျွန်တော်တို့တော်ထဲမှာထောင်ချောက်လုပ်ပြီးငါဖမ်းမယ့်အစားစချုပ်လုပ်ပြီးတားကောင်ကြီးတွေကိုပဲဖမ်းတင်ခဲ့။အမေသားလည်းများများဆဆရှိတဲ့တော်ဝတာတမင်ဒုမဟုတ်ကြီးမားတဲ့တော်ရင်ဒိစနီကိုဖမ်းရမယ်။ ကောင်းပြီးညီလေးမင်းအချံကိုငါသဘောတူတယ်ဒါဆိုရင်တော့ငါတို့တော်နဲ့ထဲကိုသွားရမှာပေါ့ထို့နောက်ခလင်းငယ်နှူးကတောကနန်ရကြီးထဲကိုသွားခဲ့လီတော့တယ်အင်းညီလေးကိုအရင်ရေးစာနေပြီငါတို့တို့ရေဘမရှာကြမလဲအဖေရှိတော့ငါတော့ပြောဘူးတယ်မိမင်းနဲ့ပြင်အနေထားကိုကြည့်ပြီးမိအောက်ရေကို တူဖို့တောင်းရမယ်ထင်တယ် ာမကွန်ရအစမပြပါနဲ့ရှိနေနေဆိုင်ရင်တော့ရေတံတစ်ခုလောက်တော့တွေးကောင်းနိုင်ပါရဲ့ထို့နောက်ညီကွန်ရောက်လဲရေကိုပြင်းပြင်းထန်ထန်လိုက်ရှာလီတော့တယ်သူတို့ဒီလိုနဲ့ပဲရှေ့ကိုတဖြည်းဖြည်းရှောက်လာရင်းနဲ့ပဲရေတံချုပ်ကိုကြားလိုက်ရပြီးမျောလင်းချက်လေးတည်းရောင်ကြီးတန်းလာတာပေါ့ကွယ်ထို့နောက်ရေကန်တစ်ခုကိုလုံးဝကိုတွေးမြင်လိုက်ရပြီးရှိကန်ကြီးမှလည်းအလွန်လှပတဲ့ဂျာပန်များနဲ့ဂျာကွက်များကလည်းရှိနေကြတာပေါ့ကွယ် ထို့နောက်သူတို့ညီကုံနင်းအောင်လဲကြောက်ကောများကိုခူးစားပြီးရေကန်ထဲမှရေချိုးရီတောက်လုပ်ပြီးတော့သူတို့ရဲ့အဖြစ်မှရေငတ်တုံရေတွင်နဲ့ကြတဲ့ဆိုတဲ့သကပုံးမှာထို့ညီကုံနင်းအောင်နဲ့အန်ဂိုက်ဖြစ်သွားမယ်လို့တော့ယုံကြည်ပါတယ်ဗျာထို့နောက်မှာတော့ကလင်းငယ်နှူးဟာလုံလောက်တဲ့အင်အားတွေရရှိပြီးတော့ဒူဒူအယောက်ပေါက်နေတဲ့ဒေါနတ်ကြီးတဲကိုတွားလိတော့တယ် ထိုတော်နာကြီးမှာအလွန်ကြမ်းတမ်းလာတဲ့တော်နာကြီးတစ်ခုပဲဖြစ်ပါတယ်ခလေးငယ်နှစ်ဦးတော်သေးသူရောက်တဲ့အခါမှာတော့ခြေတံကြောက်တော်ဝတ်နဲ့တော်နွားများပြီးကုန်ကြတယ်အခုကျွန်တော်တို့တော်နာတဲ့ကိုရောက်ပြီဆိုတော့တော်ရင်ဒိဋ္ဌိဆန်ကြီးအနေနဲ့မပြုံးနိုင်အောင်အမိုးကကောင်းကောင်းရနိုင်တဲ့တစ်ပင်တစ်ခုကိုရှာပြီးအဲ့ဒီမှာငါတို့စကန်းချကြတာပေါ့ထို့နောက်ခလေးငယ်လေးဟာသူ့အကူအတွက်တစ်ပင်ကြီးတစ်ပင်ပေါ်မှာလင်းစင်ထိုးပြီးတော့ အကာအကွယ်တစ်ခုအဖြစ်ပြုလုပ်ပေးခဲ့တယ်။သူကတော့တိပင်းပပလက်မှာထောင်ချောင်းများကိုပြုလုပ်ရန်တပြေးခတ်များကိုရှာဖွေစုဆောင်လေတော့တယ်။ထောင်ချောင်းမှာတော်ရန်တိရစ္ဆာန်များဝင်နိုင်ရန်အပေါက်တစ်ခုခြံထားပြီးတိရစ္ဆာန်များဝင်နိုင်ရန်လုံလောက်သောအခြေအနေတစ်ခုအထိကိုပြုလုပ်ထားတယ်။ရုတ်တရက်မှပဲကြောက်လန့်ခြင်းမရှိတဲ့တော်ရန်တိရစ္ဆာန်တကောင်ဟာအခြားတစ်ဖက်မှကူးလာလေတော့တယ်။ထောင်ကျောက်တဲကိုတားကောင်ဝင်တဲ့အချိန်မှာတော့ညီငယ်လေးဟာဝင်ပေါက်ကိုဖွင့်လိုက်တော့တယ်။တော်ဝက်ကိုဖမ်းမိသွားပြီး ထောင်ချောက်ထဲတွင်အပြင်းထန်ကိုယုံနေတော့တယ်။ထောင်ချောက်ထဲမှာတောဝါဟာယုံလိကြက်လိဖြစ်ပြီးနောက်ဆုံးမှာတော့အသက်ရှူကြက်ပြီးတည်ဆုံးသွားလိတော့တယ်။ yay ကလေးတွေဟာတောဝက်ကိုဖမ်းမိပြီးအရန်ကိုပျော်ရွှင်သွားခဲ့ပြီးတော့သူတို့ဟာတောဝက်သားနဲ့အတူအောင်ပွဲခံလိတော့တယ်အသားများကို အစီအီတုံးတက်ပြီးမိခင်စားရန်ပြင်ဆင်နေတုံးမှပဲ ိုးညီလေးအကိုအိတ်ထဲမှာထဲလာတဲ့မီးရစ်မပါလာဘူးကွာအသားကင်ဖို့မီးရအောင်ငါတို့ဒီဘယ်လိုလုပ်ကြမလဲတော်ပါပြီကွာမင်းမအကြံကောင်းညံကောင်းလေးမရှိဘူးလားကွာထို့နောက်ညီငယ်လေးဟာသူ့အဖေအသက်ရှင်စဉ်ကမီးရရှိပုံကိုတတိယလေးတော့တယ်။အိုးဆင်းမပူပါနဲ့အကိုရာဘာအချောပိုင်စံတစ်ခုကိုပွတ်တိုက်ခြင်းဖြင့်မိဖို့လွယ်တကူရနိုင်နေ။ညီငယ်လေးဒီထိုးတို့ပြောပြီးတဲ့နောက်မှာတော့ နီးမှရှိတဲ့ဝါချောက်များကိုခုတ်၍အနေတော်အပိုင်းနှစ်ခုပိုင်းပြီးမိကိုရရှိစေခဲ့တာပေါ့ကွယ်ထို့နောက်ဝါကိုပုတ်တိုက်ခြင်းဖြင့်မိကိုအလွယ်တကူရရှိသွားလေတော့တယ်ထို့နောက်တောထဲမှာပဲအေဂျင်စွာနေထိုင်တဲ့ညီကိုနှစ်ယောက်ဟာထိုအသားများကို မိကင်၍စားလိုက်တော့တယ်ထိုကလေးနှစ်ယောက်ဟာသူတို့ရဲ့နေစဉ်ဘဝကိုလည်းတော်ထဲမှာပဲတော်ရန်တိရစ္ဆာန်များကိုဖမ်းယူစားတောက်ခြင်းဖြင့်ဖြတ်တန်းလိခဲ့တော့တာပေါ့ကွယ် တ냐မှာတော့ညီငယ်လေးဟာအိမ်မပြော့ဖြစ်ပြီးထိုင်နေတုံးမှာပဲသူတို့ရဲ့တစ်ပင်အိမ်အနီးမှာစင်ကြီးတစ်ကောင်လမ်းလျှောက်နေတာကိုတွေ့မြင်ခဲ့တယ်။ထို့နောက်မှာတော့ကလေးငယ်ဟာစင်သားကိုစားကျင်သွားခဲ့တော့တယ်။အကောငါတို့နေတဲ့ဒီနီနာတဝိုင်းမှာစင်ကြီးတစ်ကောင်လမ်းလျှောက်နေကြကိုငါညာကတွေ့လိုက်တယ်ပြီးတော့ငါစင်ကိုတွေ့လိုက်တာနဲ့စင်သားကိုစားကျင်သွားတယ်ငါညာကဒီနီနာတဝိုင်းမှာထောင်ချောက်ထောင်သားမယ်ဆိုရင်တနည်းမဟုတ်တနည်းမိမယ်လို့ငါစဉ်းစားမိတယ် စင်ဒီအကောင်ကြီးတဲ့တို့တော်မင်းမဖမိပါကမင်းမလုံနဲ့အန်ဒီရဲ့အရန်များတယ်မင်းလက်ရှိထောင်ချောင်းနဲ့ဆိုရင်တော့သူ့ကိုငါတို့ပိတ်မိတဲ့အခါမှာတော့သူဟာဒေါသထွက်ပြီးကြမ်းတမ်းစွာရုံးကန်တဲ့အခါမှာတော့လွယ်တကူလွမြောင်းနိုင်တယ်အဲ့တော့အပြင်ငါတို့နေတဲ့နေရာလေးကိုပါဖျက်ဆီးလိုက်မှပုံပြောက်ဖြစ်နေမယ်အခုရှင်းတဲ့ကူကလည်းငါရှင်ကိုဖမ်းနိုင်တဲ့ထောင်ချောင်းတစ်ခုလုံးလိုက်ပါမယ်စကားပြောပြီးတဲ့နောက်မှာတော့ခလေးငယ်ဟာအလွန်ကြီးမား၍ တာမာသောတပည့်ကိုင်းများကိုခုတ်ယူဆူဆောင်းပြီးအလွန်ကြီးမားတဲ့ထောင်ချောက်ကြီးတစ်ခုကိုပြုတ်လုထားပြီးစင်လာယာလမ်းမှာ ထောင်ထားခဲ့တယ်။စင်ကတော့ကြောက်ရွံ့ခြင်းမရှိဘဲထိုနေရာသို့အမြဲမပြတ်ညစဉ်ညတိုင်းလာလီတော့တယ်။ပုံမြင်ရဲ့တော်ထဲမှာတော့စင်ဟာအကြီးဆုံးသူတော်ဟာဖြစ်ပြီးသူမှကြောက်ရွံ့စရာလဲတိတ်မရှိဘူးဖြစ်နေတယ်။ဒါကြောင့်ရရဲ့တင်းတင်းမဲ့လမ်းလျှောက်လိုက်ရင်းနဲ့ညီငယ်လေးတို့ထောင်ထားတဲ့ထောင်ချောင်းမှာမိလေတော့တယ်။ စင်ဒီကလေးငယ်နှစ်ဦးထောင်လာတဲ့ထောင်ချောင်းမှာတင်းတင်းကြပ်ကြပ်ဖမ်းမိသွားပြီးရုံးကန်ကြီးတော့လည်းမိတို့မှမထူကြပဲနောက်ဆုံးမှတော့အသက်ရှူကျွေးတေဆုံးသွားလိတော့တယ်စင်တည်ပြီးတဲ့နောက်စင်သားကိုကင်စားရန်ကြီးမားတဲ့မိဘုံကြီးတစ်ခုကိုဖို့ပြီးတော့စင်ကောင်လုံးကင်ကိုကင်လီတော့တယ်ထို့အချိန်မှာအမဲကောင်ရဲ့အနန်းဟာတောတခွင်လုံးကိုပြန့်နှံ့သွားပြီးတဲ့အပြင်အလွန်ကြီးမားတဲ့အီယာမဘလူးကြီးနေထိုင်တဲ့နိုင်ငံတစ်ခုအထိပြန့်နှံ့ရောက်ရှိသွားခဲ့တယ် ဟိုးဘယ်ကအမေကြီးအနန်းလဲဒီအနန်းကအတော်လေးရသရှိမယ်ငါရှာတွေးတင်ပြီးထင်တယ်အနန်းတော်ဒီလောက်ထိပြင်းနေတော့ဒီအမေကောင်ဟာငါအစာအိမ်ပြေးနိုင်တယ်ဒါကြောင့်အတော်ကြီးတဲ့တော်ရန်တလေးဆန်ရဲ့အမွေးတွေကအနန်းကိုများများဆော့ဆော့ဖြစ်စေပြီးငါ့ကိုပူမူဆာလောင်စီတော့ထူတော်ကိုမချက်ပြုံးမီငါအသားအလုံးကိုချင်းချောက်ပြီးယူရမယ်ဟုတ်ပြီငါဘူးပဲတော်တော့မယ် ထိုသို့စဉ်းစားပြီးလျင်အေယာမဘလူးကြီးသည်ကောင်းကင်၌ပြန်တန်းသွားပြီးထိုနေရာကို ရှာဖွေလေတော့တယ်တော်အတွင်တနေရာမှာမိโกထွက်နေသည်ကိုအေယာမဘလူးကြီးသည်မြင်တွေ့သွားပြီးထိုနေရာသို့ ပြန်တန်းသွားလေတော့တယ်။အိုးငါဒီနေ့ကံကောင်းလိုက်တော့အမဲကောင်အပြင်အမဲကောင်ရဲ့ပိုင်ရှင်နှုတ်ကိုပါငါစားလိုက်မယ်။ဗြဟ္မဥဇုံတော်ငါဆင်ကိုစားတဲ့နဲ့ငါဆင်ကိုစားနေတော့ခလေးတွေဒီကြောက်လန့်ပြီးထွက်ပြေးမယ်။ မောပန်းသွားတဲ့အခါမှာအလွယ်တကူဖမ်းဆားနိုင်တယ်ပြီးတော့စင်ကလက်ဆက်တယ်ခလေးလေးကိုပထမအဆုံးစားမဲ့ဆိုရင်တော့ငါအချိုပွဲတဲစရာမရှိဘူးရှင်ကိုစားပြီးမှ ခလေးလေးကိုတော့အချိုပွဲအတွက်စားမယ်ဟေးခလေးလေးမင်းတို့ဘယ်ကလာကြတာလဲဒီတော်ထဲမှာမင်းတို့ဘာလလုံးနေကြတာလဲထိုးချိန်မှာတော့အကြီးကောင်လေးဟာအသက်ရွယ်ကြီးတဲ့သူတယောက်ဖြစ်တဲ့အတွက် အလွန်ရုပ်ဆိုး၍ခန္ဓာကိုယ်ကြီးပြီးအစွဲကြီးများပြူထွက်နေသောဘလူးကိုမြင်တဲ့အခါမှာဘလူးဆိုတာကိုသူချက်ချင်းသိပြီးထွက်ပြေးလေတော့တယ်ဘလူးသည့်လူသားများကိုစားသည့်ဟုသိတော့ကြောက်လဲအငဲကောင်လေးထက်ကိုပို၍ကြောက်လန့်နေမိခဲ့တာပေါ့ကွယ်ထိုချိန်မှာတော့ငဲကောင်လေးဟာဘလူးကိုမြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးသောကြောင့်ရဲရဲသာကြည့်နေခဲ့တယ်။အနီအောင်မျက်လုံးကြီးနဲ့ကြမ်းတမ်းသောအည်ပြားရှိပြီးရှွန့်နေနိုင်အိတ်နေသောကြွဲခနာကိုကြီးကဲ့သို့ပင်ရှိပြီး အတန်ကြီးကအတန်အော်ကြီးဖြစ်ပြီးတော့ညက်ဘက်တော်မုတ်စိတ်တွေရှိနေတော့တရွာကြီးတစ်ကောင်ကိုမြင်ရတယ်။အင်းဒါကဘလို့တရွာကြီးပါလဲ။မင်းကငါ့ကို၆လန့်ရေးတော့ပေါ့လေ။ငါခွင့်ပြုချက်မရဘဲနဲ့လေငါဆင်ကိုစားနေတယ်။အေးတွေးကြသေးတာပေါ့ကွာ။ဘလူးသည့်ဆင်ကိုစားနေပြီးညီငယ်ကတော့ဘလူးကိုပြန်လဲတုတ်ပြန်နိုင်ခဲ့တယ်။ဟေးခလေးငယ်လေးဒီလောက်ကြီးမားတဲ့ဆင်ကိုတင်ဘလို့ဖမ်းလဲတင်ဘလို့ဖမ်းမိလဲကိုချက်ချင်းဖြေပါမဖြေရင်တော့တင်ကိုစားပြစ်မယ်

ကောင်းပြီတရောင်ကြီးတို့ဆိုရင်တော့တင်အနီးကအထဲကိုဝင်ပြီးလေးလာနိုင်ပါတယ်ဟာ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 တန်ကကျွန်တော်တို့ရင်ထောင်ကျောက်ပဲဖြစ်ပါတယ်ဘလူးမင်းကြီးဒီခနာကိုအလွန်ကြီးမားသောကြောင့်ထောင်ကျောက်ထဲကိုကုန်းရေးဝင်ခဲ့ပြီးခနာကိုနဲ့ကြက်၍မိလီတော့တယ်ထိုအချိန်မှာတော့ငဲကောင်လေးဟာထောင်ကျောက်ဝါကိုပိတ်လိုက်လေတော့တယ်ထောင်ကျောက်ထဲမှာဘလူးကြီးဒီရုတ်တရက်ကျင်းကျက်စွာဖမ်းမိနေပြီးအလွန်နေထိုင်ရခက်နေတာပေါ့ကွယ် ဟေးကလေးငယ်လေးငါမင်းကိုမတတ်ပါဘူးငါကိုပြန်ထုတ်ပေးပါအာထောင်ကျော်တဲမကလည်းအရန်တင်းကျက်တာကြောင့်ခြေလက်များလုံးမရတဲ့အတွက်ငါရဲ့အစွမ်းအားကိုအသုံးပြုလို့မရဘူးပြီးတော့ငါဘွားကိုလည်းဒီထဲမှာပဲအဆုံးမတတ်နိုင်ဘူးကျေးဇူးပြုပြီးတော့ငါကိုအပြင်ကိုပြန်ထုတ်ပေးပါညီငယ်လေးရာအိုးဘယ်ဖြစ်မှာတော့ဗျခမည်းကအပြင်ပြန်ထုတ်လိုက်ရင်ကျွန်တော်အသက်ကိုကျွန်တော်မနှမျောရရောက်သွားမှာပေါ့ ပြီးတော့ငါကဆင်ရတာကိုစားဖို့ရည်ရွယ်ထားတာ။ဒီနေရာမှာတော့မင်းငါကိုတောင်းမှလို့မရတော့ဘူး။ငါဆင်ကိုမဆိုင်ရတဲ့အတွက်ကြောင့်မင်းအသေးကိုဖောက်စားမယ်။သူအကိုဒီအီယာမဘလူးကြီးရဲ့အတံကို မကြတော့မှ အောက်သူ့ဆင်းလာပြီးကြီးလိုက်တဲ့အခါမှာတော့ဘလူးကြီးကိုမိနေတီတာကိုတွေးမြင်သွားခဲ့တာပေါ့ကွယ်သူကအနီးကတွေးမှပိုရွေးတောင်ကြောက်လန့်လာခဲ့တယ်။စာနေပြီလားအကိုဆင်အစားသူ့ကိုတတ်ပြီးအားလုံးကိုချက်၍အပြေးဝကြက်မှစားကြမယ်လေ လုံးဝကြက်တဲ့အထီးကိုစောက်ပါအောင်အကို အကိုကဒီလူထွားချင်းတဲ့ကဘယ်အင်အကုန်စားခြင်းလဲကျွန်တော်ကတော့ဒီလူထွားချင်းတဲ့ကအသေးကိုဝန်းစားမယ်โอ้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  my god เออเจเจซุบิวยังไม่หลบป่ะเนี่ยงามาရှိတဲ့အရာအားလုံးကိုပေးပါမယ်ငါဟာဘလူးတွေကိုစောက်ရှောင်းတဲ့အရာမှဘလူးမင်းကြီးဖြစ်တယ်ဘလူးတွေအလွန်ကြောက်လန့်တဲ့လက်ကင်ဘောလည်းငါမှာရှိတယ်ဒီစွမ်းအားကြီးတဲ့လက်ကင်ဘောကိုလည်းတင်ဆုံးရှုံးလိုက်မယ် တို့အတွက်ကြောင့်ငါကိုတင်စားလိုက်ပါကငါဤနိုင်ငံမှာထိန်ချုပ်မဲ့သူမရှိ၍ငါဤနိုင်ငံပြည့်စည်သွားနိုင်တယ်ကျေးဇူးပြု၍ငါကိုအသက်ချမ်းသာပေးပါ။တင်ကျွန်ုပ်အားသက်ပြီးကျွန်ုပ်ရဲ့နိုင်ငံကိုထိန်ချုပ်မဲ့ဆိုရင်တော့ကျွန်ုပ်ဤဇနီးနဲ့ခလေးများကြီးကျုံများကတင့်ကိုလေးစားမိမဟုတ်ပါ။အဘဲเจ้าဆိုတော့တင့်မှာထိုလက်ကန့်ဘွားမရှိတော့ကြောင့်ဖြစ်တယ်။တို့ဖြစ်တော့ကြောင့်ကျွန်တော်အားအသက်ရှင်ခွင့်ပေးပါ။တင့်အားကျွန်ုပ်တို့ရဲ့နိုင်ငံမှာဘလူးတီရဲ့အကြီးအကဲဖြစ်နေထိုင်ခွင့်ပေးပါမယ်။ ကောင်းပြီငါတို့ကဘလူးတွေတောင်းလို့စီတဲ့လက်ကင်ဘွားကိုပေးပါထိုလက်ကင်ဘွားဒီကျွန်ုပ်နိုင်မရှိဘူးလက်ကင်ဘွားဟာကျွန်တော်ရဲ့နိုင်ငံအတွင်းမှသာအကျဉ်းရခဲ့တယ်ထိုလက်ကင်ဘွားဟာတင်လို့ခြင်းနဲ့အရာမှန်သမျှကိုတောင်းဆိုရ၍တိတ်တီးဝင်တဲ့လက်ကင်ဘွားဖြစ်တယ်ကောင်းပြီသို့ဆိုရင်တင်ကကျွန်တော်တို့ဘလုံးယုံရမလဲငါတို့မင်းကိုဘလုံးယုံရမလဲမင်းကငါတို့ကိုလိမ့်မယ်ဆိုရင်ရောငါတို့ကမင်းကိုဘာလို့လို့ရမှာလဲငါမင်းကိုမယုံဘူး အဲ့ဒါကြောင့်ငါတို့မင်းနိုင်ငံကိုအလွယ်တကူလာလို့ရအောင်တင်ဂီတာအဖြစ်တခုခုမင်းသွားတဲ့လမ်းမှာချသွားပေးရမယ်။ပြီးရင်ငါတို့လိုက်လာတဲ့အခါမှာမင်းရဲ့စစ်သားတွေကိုငါတို့ကိုမဖမ်းအောင်ပြောထားရမယ်။အဲ့ဒါကိုမင်းတော်တူတယ်ဆိုရင်တော့မင်းကိုငါတို့ပြန်လုပေးမယ်။ကောမဘီမင်းပြောတဲ့အရာအလုံးကိုငါလုပ်ပေးပါမယ်။ကျေးဇူးပြုပြီးတော့ငါ့ကိုရှင်သန်ခွင့်ပေးပါ။ဒီတော့ ။ဟုတ်ကောင်းပါပြီ။ဆန္ဒတော်တဲ့သူတို့ကကျေးဇူးအရင်တင်ပါတော့။ထို့နောက်မှာတော့ဘလူးမင်းကြီးသည်လွတ်မြောက်သွားပြီးကလေးငယ်များကိုသူကလေးပေးထားတဲ့အတိုင်းကလေးငယ်များသူ၏နိုင်ငံသို့လာနိုင်ရန်တပည့်ကိုင်းများကိုချိုးယူ၍လမ်းတွင် အမှတ်သားဖြစ်စေရန်ချက်သွားလိုက်ခဲ့တော့တဲ့။ ကဲငါရစစ်တီအပေါင်းတို့ခလင်းငယ်နေရဒီကို ရောက်လာပါလိမ့်မယ်သူတို့ကိုမနှိမ့်စပါနဲ့လမ်းကိုလည်းဝင်ခွင့်ပေးလိုက်ပါငါလိုအင်အားကြီးပြီးတကိုးကြီးမားသူတော်သူတို့ကိုမရှင်နိုင်ဘူးဤတို့အစွမ်းတတိရှိတော်ကြောင့်တင်တို့သူတို့ကိုဝင်ခွင့်ပေးလိုက်ပါထို့သူပြောပြီးတဲ့နောက်မှာတော့အီယာမဘလူးမင်းကြီးဒီနန်းတော်ဆောင်တို့ဝင်သွားခဲ့ပြီးအေးချမ်းစွာအနားယူလေတော့တယ်ဘလူးမင်းကြီးအဲ့ဒီအချိန်မှာတော့စစ်သားများဒီပဝင်ချင်းတွင်စောက်ရှောက်နေခဲ့ပြီး တကမူးစစ်သည့်များမှလည်းတေချာစွာစောက်ကြည့်နေခဲ့တဲ့ထိုးနောက်မှာတော့ဘလူးမင်းကြီးသည်နှိချိုက်စွာအိပ်ပျော့သွားလေခဲ့တော့တဲ့ထိုးနောက်900တပတ်လောက်ကြာသောအခါမှာဘလူးမင်းကြီးချခဲ့ပြီးတော့အမှတ်သားအဖြစ် လိုက်သွားလေခဲ့တော့တဲ့ညီငယ်လေးတို့သည်တပည့်ကိုင်းများရဲ့အမှတ်သားကြောင့်အလွယ်တကူပဲဘလူးမင်းကြီးရဲ့နိုင်ငံသို့ရောက်ရှိသွားလေခဲ့တော့တဲ့ညီငယ်လေးရဲ့အကူဒီအလွန်ကြီးမားတဲ့ဘလူးကြီးများရဲ့ခနာကိုယ်ကိုမြင်လိုက်တဲ့အခါမှာအလွန်ကိုတုန်လှောက်ချောက်ချာနေခဲ့တာပေါ့ကွယ် အော်အကောမတိုက်ခိုက်ပါနဲ့ဘလူးတွေကို ရှင်တန်ခွင့်ပေးလိုက်ပါဒူနာကတိတည်ခဲ့လို့တပည့်ခိုင်းတွေကိုလမ်းမချသွားတာပဲဒူနာကတိမတည်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီနေရာကိုရောက်စီရမှာမလို့တာထိုအခါမှာတော့ညီငယ်လေးရဲ့စကားတန်ကြောင့်ဘလူးမင်းကြီးရဲ့စကားနဲ့ချိတ်ဆက်မိပြီးအဆောက်ဘလူးများတည်ရဲ့အတော်လေးကိုကြောက်လန့်သွားပြီးလမ်းကိုဖွင့်ပေးလိုက်တော့တယ်အမှန်တကယ်မှာတော့ညီငယ်လေးရဲ့အကူဟာကြောက်လန့်၍အသားများတုံ့နေခြင်းသာဖြစ်ပါတယ် ို့နောက်မှာတော့ကလေးငယ်နှစ်ဦးဟာဘလူးမင်းရဲ့အိတ်ဆက်ရနေရာသို့ရောက်ရှိလာပြီးဘလူးမင်းကြီးတီသူတို့ရဲ့ခြေတံကြောင့်ရုတ်တရက်နိုးသွားပြီးသူတို့ကိုတွေးလိုက်တာနဲ့ရိုသေစွာလေးစားမှုရှိခဲ့ပြီးသူပြောခဲ့တဲ့အတိုင်းသူ့ရဲ့ဘလူးစစ်တီကြုံများကိုညီငယ်လေးတို့အားပေးလိခဲ့တယ်ဘလူးမင်းကြီးတီနေရာအနှံ့ပြားမှာဘလူးစစ်တီဝင်ကြီးများကိုခေါ်ယူပြီးဘလူးတိုင်းဟာရိုသေလေးစားကြရပြီးသူတို့နှစ်ယောက်ရဲ့အုတ်ချုပ်တဲ့စီမံမှုအောက်မှာနေကြရမယ်လို့ ထုံညီကုန်နှစ်ယောက်အားဘလူးမြတ်ရဲ့ရှင်သခင်ဖြစ်အနံ့ပေးခဲ့တယ်။ကောဘလူးပေါင်းတို့ထိုသူနှစ်ယောက်အားတင်တို့အားယူတည်လေးစားကြရမယ်။ငါဒီသူတို့အားယာစားပလင်ပေးမိဖြစ်တော့ကြောင့်သူတို့အားဘရင်ဖြစ်၍ငါအုပ်ချုပ်သူလိုပဲတင်တို့အားအုပ်ချုပ်လိုက်မယ်။ဘာလို့လဲဆိုတော့သူတို့ဟာငါရဲ့အတောက်ကိုကယ်တင်ခဲ့ခြင်းဖြစ်တာကြောင့်ပဲဖြစ်တယ်။ဘလူးမင်းကြီးဒီသူ့မှာရှိတဲ့အလွန်ကိုလှပလွန်တဲ့တမီးလေးဆန္ဒဒေဝီကိုဘယင်အားဆက်တာခဲ့တယ် ထို့နောက်မှာတော့ညီငယ်လေးဟာသူ့အကိုကိုဘင်းနေရာကို ပေးလိုက်တာပေါ့ကွယ်။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဇက်ကောင်ကြီးဘင်းလို့ရမကိုဝါသနာမပါဖြစ်တော့ကြောင့်မိုးဆိုးကလည်းဖြစ်တာကြောင့်ဒီစစ်တပ်အလုံးရဲ့ခေါင်းဆောင်အဖြစ်ဦးဆောင်ပြီးအလွန်စွာအကြီးမားသောတိုက်ထိဝင်ပေါ်ဟာကိုလည်းရရှိသွားလေခဲ့တော့တယ်။ဟုတ်ကဲ့ပါခမင်းဒီပုံမြင်ရဲ့သင်ခန်းစာကိုတော့ပြည်သက်တို့ကိုယ်တိုင်ပဲအဲ့ဒီအောက်ကကောင်းမမှာဝင်ရောက်ဆွေးနွေးသားပါလို့မြစ်တာရက်ခန့်ခြင်းပါတယ်ခမင်း။ဒီဗီဒီယိုကိုနှိကုံချုပ်လိုက်ပါတယ်ခမင်း။